အားလုံးပဲမင်္ဂလာပါရှင်။အခုဗီဒီယိုမှာတော့အခုလိုနွေရာသီကြောင်းပေးရက်တွေမှာဆိုရင်အိမ်မှာမိသားစုလေးနဲ့တေချာပေါ့ကရင်တွေးစီမဲ့အိမ်တွင်းဟင်းရွက်ဘရာကျော်နည်းလေးကိုကြောက်ပြပြီးတော့မှဖြစ်ပါရှင်။ အရင်ဦးဆုံးကော်ပီတော့ကိုပပလေးသိပါမယ်။ကော်ပီတော့ကိုတော့မမိအိမ်ကလူဦးရေပေါ်မှုတည်ပြီးတော့အနည်းအများပမာဏချင်ပြီးတော့လေးပါမယ်နော်။အခုညီမလေးကတော့ကော်ပီတော့တစ်လုံးလေးကတဝက်ကိုပဲကြော်မှဖြစ်တဲ့အတွက်ကြောင့်တဝက်ပဲလေးပါမယ်နော်။ ကော်ပီတော့လှိပ်ပြီးသွားလို့ရှိရင်စားထည့်ပြီးတော့ဖတ်ပါမယ်နောက်တဲ့နေရာမှာတော့ကော်ပီတုတ်တွေကအရေးကိုညှစ်ထုတ်ရမှာဖြစ်လို့အခုလိုပဲစားထည့်ပြီးတော့ကော်ပီတုတ်ကိုညှစ်ရပါမယ်။ ဟုတ်ပြီ။ကော်ပီတော့ပြောလာပြီဆိုလို့ရှိရင်တော့ညှို့ထုတ်ထားတဲ့ကော်ပီတော့အရေးတွေကိုသွန်ပြရပါမယ်။ ပြီးရင်တော့ရန်နံကိုပပလေးညှက်ပါမယ်ဒီနေရာမှာဒါနဲ့လေးလေးလို့ရပါတယ်เนาะ တက်တော်နီအကြီးတလုံးကိုလည်းပပလေးထပ်လေးပါမယ်။ အဆက်တိုက်သူတွေအနေနဲ့ကတော့ငရုတ်သီးစိမ့်ကိုပြထားတဲ့အတိုင်းပပလေးညှက်ပါမယ်နော်။

ောက်ဆုံးနေ့ကတော့အာဟာရအရသာအတွက်ကြက်ဥတလုံးထည့်ပါမယ်ရှင်။ဒီနေရာမှာတော့တသက်လွတ်စားမဲ့သူတွေအတွက်ကတော့ကြက်ဥမထည့်လိုက်ရပါရဲ့ရှင်။အားလုံးပြီးတော့အနေပအဝင်ပစ္စည်းပြီးအဆုံးကို သမအောင် ရောဖို့လက်နဲ့နေလိုက်ပါမယ်။ သိရင်တော့ကြော်ဖို့စီစားထက်ပါမယ်နော်ဒီပူလာပြီဆိုလို့ရှိရင်တော့ဟင်းရွက်ပရာကြော်ကိုစကြော်ပါမယ်။ပရာကြော်လေးပြီဥမကအောင်တော့မိို့ပုံမှန်အတိုင်းနဲ့အပူပေးထားပါမယ်နော်။ဟုတ်ကဲ့ပါဒီဟင်းရွက်ပရာကြော်လေးရာဆိုရင်အခုလိုနေရာဒီချိန်မှာကလေးတွေအင်္ဂါရှိကြမလို့ သူတို့လေးတွေအတွက်ရည်ရွယ်ပြီးတော့ပျော့ပျော့ပပနဲ့အလွယ်ကူဆုံးကြော်စားလို့ရတယ်လို့ပဲ။တပိုင်းတနိုင်စီးပွားရေးအနေနဲ့လည်းဈေးထဲမှာကြော်ရောင်းလို့လည်းရပါရဲ့ရှင်။ ဟုတ်ပါပြီရှင်။အခုဆိုရင်တော့အရန်ဆလုတ်ကောင်းနဲ့ဟင်းရွက်ပြရာကြောင့်ရွရလေးရပါပြီနော်။နောက်တစ်ပတ်မှလည်းဒီလိုရတာရှိရဲ့အစားအစာနဲ့ဟင်းလျာတွေကိုချက်ပြပေးမှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာလည်းဘလို့အစားအစာနဲ့ဟင်းလျာတွေချက်ပြပေးရမယ်ဆိုတာကိုကွန်မန့်မှာရေးထားပေးကြလို့ရပါရနော်အစောလေးကြည့်ရှုပေးကြတဲ့ဒုတိယချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင်